မြန်မာစစ်ကောင်စီနဲ့၎င်းတို့ပြုလုပ်မဲ့တွေ့ရောင်ရွေးကောက်ပွဲကိုဝေဖန်သူတွေကိုစေယုံစုထောက်ခံသူတွေရဲ့တိုင်ကြားချက်တွေအပြင်လူပုဂ္ဂိုလ်များစီစစ်ဆောင်ကြည်စနစ် PSN Maps အသုံးပြုပြီးဖမ်းဆီးမှုတွေအခုရပိုင်းတွင်များပြားလာတယ်လို့မြန်မာ Internet Project MIP ဖွဲ့ကပြောရေးဆိုခွင့်ရှိသူဦးသိညာကပြောပါရယ်အခုနှစ်ဩဂတ်လကနေအောက်တိုဘာလအတွင်းသတင်းလွတ်လပ်ခွင့်ထိန်းချုပ်မှုတွေနဲ့ online ကတဆင့်ပြောဆိုမှုတွေကိုစောင့်ကြည့်ဖမ်းဆီးမှုတွေတည်တည်တသာမြင့်တက်လာတာပါ အထူးသဖြင့်စေအိုစုဟာ Person Scrutinization and Monitoring System PSMS ကိုကျယ်ပြန့်စွာအသုံးချပြီးတော့ VBM အသုံးပြုမှုနဲ့ရွေးကောက်ပွဲကာကွယ်ရေးဆိုင်ရာဥပဒေတွေကိုအသုံးချပြီးဖန်ဆီးအရေးယူမှုတွေလှုပ်ဆောင်လာတယ်လို့မြန်မာ Internet Project ရဲ့နိုဝင်ဘာလ3ရက်နေ့ကထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။စေအိုစုကလူမှုကွန်ရက် Social Media ကိုစောင့်ကြည့်ပြီးဖန်ဆီးတာတွေက2021 February ကလေးကရှိပါတယ်။ အခုတော့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အကြောင်းပြပြီးထင်ရှားတဲ့သူတွေလူတည်များတဲ့သူတွေကိုဖမ်းပြရတယ်။အရက်သားပြည်သူတွေကြောက်အောင် အကြောင်းတရားသွင်းတာပဲလို့မြန်မာ Internet Project အဖွဲ့ကပြောရေးဆိုခွင့်ရှိသူဦးတင်ညာက ARD Times ကိုပြောပါရတယ်။စစ်ကောင်မရှင်ဟာ၎င်းတို့မွေးမြူထားတဲ့စေအုပ်စုထောက်ခံသူတွေရဲ့သတင်းပေးမှုလူဝင်အားနောက်ရောက်ခံစောင့်ကြည့်ဤပညာနဲ့ရွေးကောက်ပွဲအကြောင်းသတင်းဌာနတွေထင်ရှားသူတွေတက်ကြွလှူရှားသူတွေနဲ့ လူမှုကွန်ရက်စာမျက်နှာအောက်ရှိကွန်မန့်ရေးသူတွေကိုလိုက်လံကြည့်ရှုပြီးဖန်ဆီးမှုတွေရှိနေတယ်လို့သိရှိရပါတယ်။ဒါ့အပြင်ကွန်မန့်ရေးသူတွေရဲ့လူမှုကွန်ရက်ကိုစောင့်ကြည့်ပြီးအကောင့်တွေနဲ့မိတ်ဆွေဖွဲ့ထားကအတွင်းကနေစောင့်ကြည့်မှုတွေကိုလည်းလူဝင်အားများစွာနဲ့ပြုလုပ်ပြီး Facebook, Telegram, TikTok, YouTube လိုမျိုး channel များစွာကိုလည်းစောင့်ကြည့်ဖန်ဆီးနေတယ်လို့သိရပါတယ်။ဒါ့အပြင်စစ်ကောင်မရှင်ဟာ online internet အသုံးပြုပြီးလူလက်စွာထုတ်ဖော်ပြောဆိုမှုပြုလုပ်သူ58ဦးကိုလည်း ဖန်ဆီးထားတယ်လို့မြန်မာအင်တာနက် project ရဲ့၃လပတ်လေးလာမှတ်တမ်းပြုစုတဲ့အချက်လက်တွေရသိရပါတယ်။စစ်ကောင်မရှင်ဟာ၎င်းတို့ရဲ့တူယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုသူတွေကိုစောင့်ကြည့်ဖန်ဆီးနေရအနုပညာရှင်တွေပါဝင်ဖန်ဆီးခံရသူ65ဦးထိရှိလာပြီဖြစ်တယ်လို့စစ်ကောင်မရှင်ရဲ့ထုတ်ပြန်ချက်တွေရသိရှိရပါတယ်။မြန်မာကောင်းဆောင်ဟောင်တောင်ဆန်းစုကြည်ဟာ အချင်းနောင်ထဲမှာကျမ်းမာရေးပြဿနာဆိုးဝါးလာတာကြောင့်သူ့ကိုချက်ချင်းလှုပ်ပေးဖို့ပြင်သစ်သမ္မတအီမန်နျူရယ်မေခရွန်ကတောင်းဆိုလိုက်ပါတယ်။အသက်80နှစ်ရွယ်တောင်ဆန်းစုကြည်ကျမ်းမာရေးခြေနေဆိုးဝါးလာပြီးကျမ်းမာရေးဆောင်ရှားမှုရရှိဖို့ခက်ခဲနေတယ်လို့တားဖြစ်သူခေမဲရစ်ကကြားသိရတဲ့အတွက်အလွန်စိုးရိမ်မိတယ်လို့မေခရွန်ကဒေါန်ဆန်းစုကြည်စီစာရေးသားခဲ့ပါတယ်။ဒေါန်ဆန်းစုကြည်ပြင်သမ္မတအဝင်မြင့်နဲ့အာနာသိမ့်မှုနောက်ပိုင်း နိုင်ငံရေးအကြောင်းပြချက်တွေနဲ့အချင်းချခံရသူအလုံးချက်ချင်းချွင်းချက်မရှိလှုပ်ပေးဖို့ကျွန်တော်တို့ဆက်လက်တောင်းဆိုမယ်လို့သူကရေးသားခဲ့ပါတယ်။မြန်မာစစ်ကောင်စီရဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပရေးရည်မှန်းချက်တွေကိုစန့်ကျင်တယ်လို့၎င်းကဆိုပါတယ်။အကြမ်းဖက်မှုလျှော့ချရေးနဲ့တရားဝင်နိုင်ငံရေးခေါင်းဆောင်တွေအစီအစဉ်ချမှတ်ခဲ့တဲ့ငြိမ်းချမ်းရေးလမ်းကြောင်းတွေကိုပြင်သစ်နိုင်ငံကထောက်ခံမယ်လို့သူကဆိုပါတယ်။ မြန်မာနိုင်ငံမှာဒီမိုကရေစီရရှိရေးပြင်သစ်သမ္မတကတွန်းအားပေးတာကျွန်တော်ကိုပျော်ရွှင်စေပါတယ်လို့ခင်မဲရစ်ကပြောပါတယ်။ပြင်သစ်သမ္မတကြီးခရစ်ရှန်လီချာဘီကိုလည်းကျေးဇူးတင်ရှိပြီးပြင်သစ်နိုင်ငံလို အခြားတိုင်းပြည်တွေကမြန်မာဒီမိုကရေစီကောင်းဆောင်နေလွတ်မြောက်ရေးတောင်းဆိုပေးကြဖို့မျှော်လင့်ပါတယ်လို့၎င်းကပြောပါတယ်။မြန်မာနိုင်ငံရခိုင်ကံယူရန်ဒေတာတွေမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရုံဝန်းနဲ့ စူလူပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ခက်မေကြီးအရှင်ကြောင့်ဒီကနေ့နိုဝင်ဘာ9ရက်ညနေပိုင်းထိခမ်းမန်းချက်မှာမြန်မာနိုင်ငံတဝန်းလုံးနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့စစ်ကောမရှင်နောက်ခံမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။လာမယ့်နေ့ရက်အတွင်းမန္တလေးတိုင်း၊စကိုင်းတိုင်း၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးထစ်ချုံပြီးနေရာကွက်ပြီးမိုးကြီးမှဖြစ်ပါတယ်။ရာသီဥတုဖောက်ပြန်မှုကြောင့်မိုးနှောင်းကာလနောက်ပိုင်းကျော်အထိလေပြင်းနဲ့ရုံဝန်ဖြစ်ပေါ်မှု အပူပိုင်းမုန်တိုင်းဖြစ်ပေါ်မှုတွေကြောင့်မိုးဆက်လက်ရွာသွန်းနေတာဖြစ်ပြီးစိုက်ပျိုးရေးလုပ်ကိုင်သူတွေအခက်အခဲဖြစ်ပေါ်နေတယ်လို့တောင်သူတွေစီကသိရပါဗျ။မိုးများလို့စဘာထွက်နေတယ်စဘာရိပ်ပြီးတော့ပဲပြိုးထားတဲ့တောင်သူတွေများတယ်။အခုမိုးရွာတော့ပဲခင်းရေဝင်လို့အပင်တွေရေမြုပ်နေတယ်။တချို့တောင်သူတွေစဘာမရရသေးတာကြံတဲ့တောင်သူတွေရှိရဲ့။ဒီနေ့မိုးများတယ်ရာသီဥတုဖြတ်တယ်လို့ ARD တိုင်းဒေသရှိတောင်သူတူက ARD Times ကိုပြောပါရတယ်။ ဒါအပြင်ကချင်နဲ့ချင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ထွန်းမှုအကောင်းနေပြီးအဲ့ဒီရွေရှားရနေရာတခြားမှာမိုးရွာသွန်းတာနေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးချုံပစ်တာပြင်းစည်းလက်တာနဲ့မိုးသီးကြွေတာတွေဖြစ်ပေါ်နိုင်ပါတယ်မြမကိုင်းရတဲ့တခြားနဲ့ကန်းလွန်ပင်လေပြင်းတို့မှာတခါတရံမိုးသက်နေပြင်းတွေကြာရောက်ပြီးလှိုင်းကြီးနိုင်ကရေပြင်းပြင်းပြင်းလေးဟာတနအီကိုမိုင်30ကနေ35မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်မှာရှစ်ပေကနေ7ပေအထိမြင့်တက်နိုင်မှာဖြစ်ပါတယ် ရခိုင်ကန်ရန်ဒေသတွေမှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းရနဲ့ရေဝန်းဟာလာမယ့်၁၂နှစ်အတွင်းမြောက်အနောက်မြောက်ဘက်ကိုရေရှားနိုင်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကန်ယူရန်ဒေသတွေကိုရောက်ရှိသွားမှာဖြစ်ပါတယ်။လက်ရှိဆူလူပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖွန်းမွန်တိုင်းခန့်မေကီဟာအနောက်နောက်မြောက်ဘက်ကိုဆက်လက်ရေရှားနိုင်ပြီးတောင်တရုတ်ပင်လယ်ပြင်ကိုရောက်ရှိနိုင်မှာဖြစ်တယ်လို့ခန့်မှန်းထားတယ်လို့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ ရုရှားနိုင်ငံကမျိုးဆက်သစ်နျူကလ িয়ার စွမ်းအင်သုံး cruise ဒုံးကျည်ထုတ်လုပ်မှုစတင်လိုက်ပြီလို့မော်စကိုမြို့တော်မှာကျင်းပတဲ့စုချီးမြင့်ပွဲခမ်းနားတစ်ခုမှာသမ္မတဗလာဒီမာပူတင်ကပြောပါရယ်မျိုးဆက်သစ်နျူကလ িয়ার စွမ်းအင်သုံး cruise ဒုံးကျည်တွေထုတ်လုပ်မှုစတင်ပါပြီဒီဒုံးကျည်တွေဟာအတန်ထက်သုံးဆမြန်မာလိမ့်မယ်လို့နျူကလ িয়ার စွမ်းအင်သုံး Vavesnik ဒုံးကျည်နဲ့ Poseidon မောင်းသူမဲ့ရင်ရင် drone တီထွင်သူတွေကိုနိုင်ငံတော်အဆင့်စုချီးမြင့်ပွဲမှာ၎င်းကဆိုပါရယ် ဘာဗက်စလင်ဒုံးကျည်ထုတ်လုပ်နိုင်မှုဟာရုရှားပြည်သူတွေအတွက်သမိုင်းဝင်အောင်မြင်မှုဖြစ်ပြီးဆယ်စုနှစ်ချီလုံခြုံရေးနဲ့မဟာဗျူဟာမြောက်ဒန်းတူညီမျှမှုဖြစ်စေမယ်လို့သူကပြောပါတယ်။ရုရှားဟာဘယ်တိုင်းမြေကိုမှမချင်းချောက်ကြောင်းအခြားနျူကလ িয়ার အင်အားကြီးတိုင်းမြေတွေလိုရုရှားကနျူကလ িয়ার လက်နက်ထုတ်လုပ်နေကြောင်းပူတင်ကဆက်ပြောပါတယ်။ဒီနှစ်မှာတိုက်ခိုက်ရေးမှစမ်းသပ်ဖို့စာမက်တိုက်ချင်းပစ်ဒုံးကျည်တွေဖြန့်ချက်မှဖြစ်ပြီးနောက်နှစ်မှာတိုက်ခိုက်ရေးတာဝန်ပေးရမှာဖြစ်ပါတယ်လို့သူကပြောပါရယ် ဘာဗက်စနစ်ဒုံးကြီးဟာ15နာရီအတွင်းအကွာအဝေးမိုင်၈800ထိရောက်ရှိခဲ့တယ်လို့ပြီးကနေ့လအတွင်းစစ်ဘက်အရာရှိတွေနဲ့အစည်းအဝေးမှာကုတင်ကပြောပါရယ်နျူကလ িয়ার စွမ်းအင်သုံးပိုစီရွန်ရေအောင်ဒရုန်းတွေပိုင်ဆိုင်တာဟာအကောင်းဆုံးဖြစ်တယ်လို့၎င်းကဆက်ပြောပါရယ်ဖလပိုင်းနိုင်ငံတဝမ်းမိုးတဲထန်စွာရွာသွန်းပြီးရေကြီးရေရှမ်းမှုတွေဖြစ်စေခဲ့တဲ့အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းကေမာကီကြောင့် တေဆုံးသူရေးအတွက်မှာစစ်ဘက်ရဟန့်ရင်တစဉ်ပြတ်ကျမှုကြောင့်တေဆုံးသူ6ဦးပါဝင်46ဦးထိရှိလာခဲ့ပြီးဖြစ်ပါတယ်။ဖူဝီလီယင်ဟာမရနာအိုကျွန်းမှာဘေးရန်ရဲ့တုံ့ပြန်ရေးမစ်ရှင်ဆောင်ရွက်နေစဉ်ပြတ်ကျခဲ့လို့ရဟန့်ရင်ပေါ်ပါလူ6ဦးတေဆုံးခဲ့လို့စုံစမ်းစစ်ဆေးမှုတရက်လုံးဆောင်နေတယ်လို့ဖိလစ်ပိုင်စစ်တပ်ကပြောပါတယ်။တိုင်ဖွန်းမုန်တိုင်းဘေးအသင့်ဆုံးစီဘူးကျွန်းကနေ290ကီလိုမီတာกว่าမှာရဟတ်ရင်ပြတ်ကျမှုဖြစ်ပွားခဲ့ပြီး လူ39ဦးရေနစ်သေဆုံးတယ်လို့အာနာပိုင်တွေကပြောပါရယ်။နေ့စဉ်ပူပိုင်းမုံတိုင်း20ခန့်ဝင်ရောက်တိုက်ခိုက်ခံရတဲ့ဖိလစ်ပိုင်နိုင်ငံဟာပြီးခဲ့တဲ့လပိုင်းတွင် မြင်းကလေးနဲ့မုံတိုင်းတွေပါဝင်တဘာဝဘေးအန္တရာယ်ဖြစ်စဉ်တွေကြုံတွေ့ခဲ့ရပါရယ်။စတေမာလာအတွင်းတိုင်ဖုန်းမုန်တိုင်းရာကစားလူဆုံးကျုံးမြောက်ပိုင်းဝင်ရောက်တိုက်ခိုက်ခဲ့လို့စာတင်ချောင်းတွေအစိုးရယုံတွေပိတ်ခဲ့ရပါတယ်။မုန်တိုင်းဘေးအသင့်ဒေသတွေကိုတွားရောက်မဲ့လေကြောင်းခင်းစဉ်300ကျော်ကိုဖျက်သိမ်းခဲ့ပြီး ပင်လယ်ပြင်ရှိငါးဖမ်းလေတွေနေရပြန်ဖို့အကြံပြုထားပါတယ်။တိုင်ဖွန်းမွန်တိုင်းကေမာဂီရဲ့အကျိုးသက်ရောက်မှုအတွက်ဖြစ်နိုင်ခြေဘေးသင့်မှုတွေကိုကြိုတင်ပြင်ဆင်ထားတယ်လို့ BNN အစိုးရကအင်္ဂါနေ့မှာပြောပါရယ်။ပြီးခဲ့တဲ့ပတ်တွင်ရေဘေးသင့်မှုကြောင့်လူ60သေဆုံးကခြာဦးပြောင်းဆုံးခဲ့တဲ့ BNN နိုင်ငံလေပိုင်းတိုင်ဖွန်းမွန်တိုင်းကေမာဂီဂျာတာရီနေ့ညနေပိုင်းမှာဝင်ရောက်တိုက်ခတ်မယ်လို့ခန့်မှန်းထားပါရယ်။